အားလုံးပဲမင်္ဂလာပါ။ Oreo Book for You Page Channel မှာကြိုဆိုပါရစေ။ကျမတို့ Channel လေးကတူတာစာပေကိုစိတ်ဝင်စားတဲ့လူငယ်၊လူကြီးတို့အတွက်အောင်မြင်ရေးစာအုပ်များစွာတွေကမှ ကောင်းလို့ရရာစာပိုက်ကလေးများကို ထုတ်နှုတ်တင်ဆက်ပေးတဲ့ Channel လေးပဲဖြစ်ပါရစေ။ဒါကြောင့်မို့အောင်မြင်ရေးစာအုပ်များစွာကိုနားတော်တာဆင်ခြင်ပါလေဆိုရင် ျမတို့ channel လေးကို subscribe လုပ်ပြီးသွားဖို့မမေ့ပါနဲ့နော်ဒီနေ့ဖတ်ပြပေးမယ့်စာပိုင်းလေးကတော့ဆရာချမ်းမြေဝင်းဘာသာပြန်ဆိုထားတဲ့ပြအပေါင်း1မြညာချင်း3ဆိုတဲ့စာအုပ်ထဲမှာအပိုက်ငယ်များပဲဖြစ်ပါလေဒီတော့နာတော်တာဆင်ကြရအောင်အရှက်ကွဲရတာဟာနောင်နာရနေရတာလောက်တော့မဆိုးဘူးဒီလီစမစ်ဆိုတဲ့ကလေးမလေးကအသက်7နှစ်ပဲရှိသေးတယ်ဒီလီရဲ့သူ့မိဘတွေရဲ့ ူးညမလေးဟော်လီရဲ့အပျော်ခီးထွက်ကြတယ်။ထိုင်းနိုင်ငံမှာရှိတဲ့မိုင်ခေါင်လို့ခေါ်တဲ့ပင်လယ်ကမ်းခြေတစ်ခုမှာသူတို့အနားယူကြတယ်။နေတာတာလှလှပပနေရာလေးတစ်ခုပေါ့။တရက်ကြတော့တီလီတို့မိသားစုမနှက်ဆော့ဆော့ထကမ်းခြေမှာလမ်းလျှောက်ကြရောလမ်းလျှောက်နေရင်းနဲ့ထူးဆန်းတာတစ်ခုကိုတီလီသတိထားမိသွားတယ်။ပင်လယ်ရေတော်တော်ကျနေတာပဲ။ပင်လယ်ရေကကမ်းခြေနဲ့ဟိုးအဝေးကြီးစီထိထိုးကျနေတာ။ ပြီးတော့ရေလှိုင်းတွေကဘီယာမြုပ်လို့ချူအမြုပ်တွေထနေတယ်။ကီလီအန်အားတင်ပြီးရက်ကြည့်နေမိတယ်။ကျောင်းကပထဝီဆရာမဖွင့်ပြပေးတဲ့ဗီဒီယိုတစ်ခုကိုတီလီတတိယသွားတာ1946ခုနှစ်တုန်းကဟာဝိုင်ကျွန်းမှာဖြစ်ခဲ့တာကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဗီဒီယိုကအဖြူအမင်းဆူနာမီလှိုင်းလုံးဆိုတာကိုလူတွေကအဲ့ဒီဗီဒီယိုထဲမှာပဲမြင်ဘူးတာတချို့လူတွေဆိုရင်ဆူနာမီဆိုတာကိုကြားတော့မကြားဘူးကြဘူး သူအခုမြင်နေရတဲ့ပင်လယ်ပြင်ဟာဆူနာမီဖြစ်တော့မဲ့အရေးအယံကြီးပြနေတယ်လို့တီလူကယူတယ်။သူ့အမေကိုတီလီရှင်းပြတယ်။တီလီအမေကခလေးစကားဆိုတော့ဘယ်ယူမလဲ။ဆူနာမီဆိုတာဘာမှန်းကိုတိကျမသိကြဘူးလေ။ပင်လယ်ကမ်းခြေမှာလမ်းလျှောက်နေကြတဲ့တခြားသူတွေလည်းသတိမထားမိကြဘူး။အတက်ကယ်ဝန်ထမ်းတွေတောင်ဖာတိဖာတာပဲနေနေကြတယ်။ဒါအထူးဆန်းတော့မဟုတ်ပါဘူး။အင်္ဂလန်ကလာတဲ့ဆယ်နှစ်အရွယ်ကလေးမလေးတယောက်က ဒီကမ်းခြေမှာနေကြတဲ့အလုလုကြတဲ့သူတွေထပ်ပူတိနေတယ်ဆိုတာဘသူကယုံမလဲတီလီကမရဘူးအမေကနားမထောင်တော့သူ့ဖေလက်ကိုဆွဲပြီးတတိပေးတယ်အော်တယ်ပထဝီဆီယာမပြပြခဲ့ဘူးတဲ့ဆူနာမီလိုင်းဆိုတာဒါပဲဖြစ်မယ်လို့ဒီလီကလုံးဝကိုတင်းကြနေတယ်။ဒီလီအဖေဂျင်းနဲ့ကြက်ထဲရောက်သွားရောဆယ်နှစ်သမီးပြောတဲ့စကားကိုနားထောင်ရမလား။သမီးကလည်းကန်းချီမှာအော်ဟစ်ငိုယူနေပြီ။လူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုံနေကြပြီ။ ဒါမှမဟုတ်သူသမီးပြောတာကိုမသိကျင်အောင်ဆောင်ဟိုတယ်ခန်းထဲပြန်ပြီးသမီးကိုချုံမော့ပြောရမလားဒါပေမဲ့တီလီပြောတာမှန်နေခဲ့ရင်ဘလို့လုပ်မလဲကမ်းခြေမှာရှိနေတဲ့မိသားစုတွေဖလေးတွေအကုန်တေကုန်ကြောင်မှာဒါဆိုတိတိကြီးနဲ့မပြောဘဲနေခဲ့တဲ့အတွက်သူအပြစ်မကင်းတော့ဘူးတီလီပြောတာမှားနေရင်တီလီအဖေအဆက်ကွဲမယ်အင်္ဂလိပ်လူမျိုးတယောက်အတွက်အဆက်ကွဲရတယ်ဆိုတာအဆိုးဆုံးသောခံစားချက်ပဲ အဆက်ကွဲရင်လည်းခံလိုက်မယ်ကွာဆိုပြီးတီလီအဖေဆုံးဖြတ်လိုက်တယ်။လုံကြုံရေးဝန်ထမ်းတွေကိုအတိပေးတယ်။ပြီးရနဲ့အသက်ကယ်ဝန်ထမ်းတွေကိုထပ်ပြီးအတိပေးတယ်။ကမ်းခြေတစ်ခုလုံးကလူတွေရှင်းသွားတယ်။အကုန်လုံးဟိုတယ်ကို ပြန်နေဟိုတယ်ရဲ့သုံးဝအထက်ကိုတက်တယ်။ပြီးတော့ဘာဆက်ဖြစ်တယ်လဲထိုင်ဆောက်ကြည့်နေကြတယ်။ကြာကြာမဆောင်လိုက်ရဘူး။အကုန်လုံးအပေါ်ရောက်ပြီး10မိနစ်တောင်မကြာဘူး။အီယာမနိုင်လုံးကြီးသုံးခုတွေက ပထမဆုံးနိုင်လုံးကမ်းခြေကိုလွှမ်းသွားတယ်။ အဲ့ဒီနေ့မနက်ရှေ့တောင်အာရှတခွင်လုံးကိုဆူနာမီလှိုင်းလုံးကြီးတွေဇက်တိုက်ဝင်လာတယ်။2004ခုနှစ် Boxing Day ဆူနာမီလို့နာမည်တွင်သွားတယ်။အဲ့ဒီနေ့လည်းပြီးရောဆူနာမီဆိုတာဘာလဲဆိုတာတကဘာလုံးသိသွားကြတယ်။ Boxing Day ဆူနာမီကြောင့်နိုင်ငံပေါင်း73နိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေမှာရောက်နေတဲ့လူ2သိန်းခွဲလောက်သေဆုံးသွားကြတယ်။ဘယ်သူမှမတည်ခဲ့တဲ့ကမ်းခြေဆူလို့တစ်ခုပဲရှိတယ်။ Mine Khong ကမ်းခြေ တီလီစမစ်ဆိုတဲ့ကလေးမလေးရောက်နေခဲ့တဲ့ကမ်းခြေဒီလိုင်းတွေရောက်မလာခင် အကုန်လုံးဘေးလူရာကိုပြေးနိုင်ခဲ့တဲ့ကမ်းခြေဆယ်နှစ်သမီးလေးတီလီသူယုံကြည်ရာကိုပါဇက်မပိတ်ပဲအဆက်မပြတ်ပြောခဲ့လို့တီလီကငယ်လေးငယ်သေးတယ်ရှက်လို့မပြောရတာတွေလူတွေအထင်မြင်မှားမှဆိုလို့မျိုးသိပ်ထားတာတွေသူ့မှာမရှိဘူးသူ့မှန်နေဆိုတာသူသိတယ်သူများတွေကရှူတူတူလို့ခောက်လိုက်တာနဲ့ပါဇက်ပိတ်မသွားဘူး ီလီကိုကုလသမဂ္ဂကခေါ်တွေ့တယ်။အင်းကလင်တန်ကိုယ်တိုင်သူ့ကိုခုံပြုတယ်။တီလီကယ်လိုက်လို့လူတရာကျော်အသက်ရှင်ခွင့်ရသွားတယ်။ယောက်ျားတွေမိန်းမတွေကလေးတွေတီလီသူတို့ကိုဘလို့ကယ်တင်လိုက်တယ်လေရှင်းပါလေ။တဘာဝကြတာမကြတာကို တီလီစိတ်ဝင်စားဘူး။သူ့စကားကို သူများတွေနားမထောင်ခြင်းအားမလျှော့ဘူး။ငါမပြောလိုက်ရလေချင်းဆိုပြီးနောက်ပိုင်းကျတော့မှ နောင်နာမရစီရဘူးကျွန်တော်တို့သူ့ကို အတူယူတင်တယ် အရှက်ကွေးရတာဟာနောင်နာရနေရတာလောက်တော့မဆိုးဘူးဒီနေ့တင်ဆက်ပေးချင်တာလေးကတော့ဒီလောက်ပါပဲနောင်မီးတွေမှာလည်းဘလူစာအုပ်ကောင်းများစွာတွေက စာပိုင်လေးများကိုတင်ဆက်ပေးမှလို့ဆိုတာဆက်ဆက်စောင့်မျှော်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တာယာတော်နေ့လေးဖြစ်ကြပါစေ